တရားဝဲများကျင့်ပါရင်ကျက်တည်မရှိဘူးလားရှိတယ်။ဘာကြောင့်ဥစဉ်တို့ကအဲ့ဒီခံစားချက်တွေဖြစ်တယ်လဲလို့ပြောရင်ဥစဉ်တို့ကမန္လေးသားတော့မဟုတ်ပါဘူးနော်။မန္လေးသားမဟုတ်ပေမဲ့မန္တလေးမှာမွေးတာမဟုတ်ပေမဲ့မန္လေးသားလောက်ဖြစ်တယ်။ဘယ်ချိန်လောက်ကစပြီးတော့ဥစဉ်တို့မန္လေးရောက်တယ်လို့ပြောရင်အသက်၉နှစ်သားကစရောက်တယ်နော်။ အသက်ခုနှစ်သားကနေစရောက်ပြီးတော့သာသင်တိုင်းမှာစာပေသင်ကြားရင် နောက်ပိုင်းကျတော့သမုဝေမယပြီးသွားတော့ပုချရင်နဲ့နေလာလိုက်တာလူရည်လို့မိဘကတော့မှမွေးလိုက်ပြီမဲ့မြို့မှာကြီးတဲ့တက်တန်းကများမနေဘူးလားအေးမန္တလေးမှာနေတဲ့တက်တန်းကများတော့ကို့မြို့လူကိုဦးဇင်းတို့ကခံစားရခံစားတဲ့အတွက်ကြောင့်မို့ဒီလိုလုပ်ငန်းမျိုးကတို့ကမလုပ်ဖြစ်ဘူးလေလို့ဆိုရင်တို့မျိုးသူမျိုးသားတွေလည်းတာဝန်မကြည့်ဘူး ဒီမြို့မှာတရင်သုံးကြတဲ့တန်ဃာတော်များလဲဒါဝမကြည့်ဘူးလို့ခံစားရတဲ့အတွက်ဒီတရားပွဲဟာဖြစ်လာတာဟုတ်လားအဲ့ဒါကြောင့်မို့လုပ်ငန်းတစ်ခုလုပ်ပြီးဟဲ့လို့ဆိုရင်ကျင်ဆင်ရတာတွေက မများဘူးလားများတယ်အခုပြီးသွားတဲ့အခါကျတော့နောက်ထပ်ဘာကိုပြန်ပြီးပြင်ဆင်ရလဲပြောရင်ဒီအထုပ်တွေထဲမှာတစ်ခါပြန်ပြီးတော့ယောက်ျားလေးဝေမိန်းကလေးဝေ ဟောလာကလေးဝိဆိုပြီးတော့တခါပြန်ပြီးလမ်းညွှန်ချက်လေးပြန်ပေးထားရတယ်။တကားတော်များအဲ့ဒီလုပ်ငန်းလည်းပဲလှုပ်ထားလိုက်ပါဦးလို့။ဘာကြောင့်လဲပြောရင်ဦးဇင်းတို့ကိုယ်တိုင်ဟိုကိုသွားပို့ပြီးမှဟိုရောက်ပြီဆိုမှဒီဟာကိုယောက်ျားလေးဝိမိန်းကလေးဝိဆိုတော့ဒီဘက်ကပါလာတာကယောက်ျားလေးတွေကြည့်တယ်ဖြစ်ချင်းလဲဖြစ်မယ်။ဟိုဘက်ကမိန်းကလေးအသုံးဆောင်နေလှူလိုက်တာလည်းမရှိဘူးလား။ဒီဘက်ကကြွသွားတာကဘုန်းကြီးတွေကြည့်တယ်ဖြစ်ချင်းဖြစ်မယ်။ ခိုးကြတော့အသုံးဆောင်တွေကမင်းကလေးအသုံးဆောင်နေတယ်ဆိုဘယ်ဟာကဘာမှန်းလဲသိမှာမဟုတ်ဘူးဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့ဒီအသုံးဆောင်တွေတို့ယူနေရလို့တော့ကြိုက်မှာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒါဒကာမယားကဒကာဒီရှိနေတဲ့အာလုံးတော်အသိအဖွဲ့များကိုဖိတ်ပြီးတော့တို့အဲ့ဒါလေးတွေလည်းစီစဉ်လိုက်ပါဆိုတော့ဦးဇင်းတို့ဒီဟာအခုစနစ်အကျဆုံးလောက်ဖြစ်သွားတာနော်ဒီမှာတရက်ရတာတရက်ပြီးပြီးသားတရက်ရတာတရက်ပြီးပြီးသားနဲ့ ယောက်ျားလေးဝေမိန်းကလေးဝေကလေးဝေတခါတဲ့ခွဲပြီးသားအေးခွဲပြီးသားဟာတွေကိုဦးဇင်းတို့အခုဒီမှာရှိနေတဲ့ဒီအထုံများကိုရန်ကုန်ပို့ဖို့ရာကြတခါခက်ခဲကပြန်ကြုံတယ်နော်ရန်ကုန်ကိုပို့ဖို့ရာကြတော့ဘာခက်ခဲတွေရှိသလဲလို့ပြောရင်ဦးဇင်းတို့ဒီလောက်အထုပ်တွေနဲ့ဆိုတဲ့အခါကျတော့ဆယ်ဘိန်းကားမျိုးမှအဆင်ပြေတာနော်ဆယ်ဘိန်းကားမျိုးအဆင်ပြေဆိုတော့ဈေးသွားပြီးတော့စုံစမ်းလိုက်တော့ ဘလောက်ဖြစ်နေသလဲလို့ပြောတော့တစည်းတစည်းကို73တိန့်နဲ့အိတ်သိဘလောက်တယ်အဲ73တိန့်ဆိုတော့တို့က၄စည်းလောက်သာ သွားရင်တော့ကိုလူခံထားတဲ့ငွေကတော့ဒီကားဖို့တဲ့ပါလာနဲ့တင်ပြီးလိုက်မယ်ဆိုပြီးတော့လမ်းကျောတစ်ခါပြောင်းလာနော်ဒီတိုင်းတော့အဆင်မပြေသေးဘူးဆိုဆရာတော်ကြီးနဲ့တစ်ခါစီစဉ်ကြည့်တော့ဆရာတော်ကြီးကအထုပ်သေးသေးလေးတွေလှုပ်လိုက်ရင်ဒီလိုကားလေးတွေနဲ့လွယ်တယ်လို့ပဲပို့လိုက်ရင်ရှင်းပြပါတယ်တဲ့ အဲ့လိုကြတော့လေဒီအထုပ်တွေကိုအကုန်လိုက်ပြီးသေးသေးလေးတွေလုပ်ရရင်လေဒါနဲ့ပဲဟိုလေးဘေးကပြီးသွားမယ်ဒီကအထုပ်ကပို့တာပြီးသေးမှာမဟုတ်ဘူးအဲ့ကြတော့တစ်ခါပြန်စဉ်းစားရဟာဒီလိုလဲအဆင်ပြေသေးမယ်မထင်ဘူးဆိုပြီးတော့တဆင့်ပြန်ပြီးတော့စဉ်းစားရအဲ့ဒါနောက်ဆုံးတော့ဘာနဲ့ပဲဈေးတဲ့သွားတယ်လေလို့ပြောတော့ယထာနဲ့ဈေးတဲ့သွားတာဖြစ်တယ်ဘာနဲ့ဈေးတဲ့ယထာနဲ့အဲ့ဒါဈေးတဲ့သွားပြီးတော့နော် တောင်ရှိတဲ့ပုဂ္ဂိုလ်များနဲ့လည်းပဲဥစဉ်တို့တော်သင့်ဆွေးနွေးကြည့်တယ်ဥစဉ်တို့ကိုယ်တိုင်လည်းဒါတွေပို့ကျင်ပါတယ်ဟိုကြတော့လည်းပဲဥစဉ်တို့ကိုယ်တိုင်ပဲလိုအပ်တဲ့ဒေသတွေကိုသွားပြီးတော့ဝေကျင်ပါတယ်ဆိုတော့ရပါတယ်တပည့်တော်တို့ဆောင်ရွက်ပေးမယ်ဆိုပြီးတော့သဘောတူညီချက်ရထားပါတယ်ဟုတ်လားနော်အဲဒါကြောင့်မို့လှူလိုက်တဲ့ပစ္စည်းများ မရောက်မှာတော့မဘူးနဲ့ဟုတ်လားဥစဉ်တို့ဆရာတော်ကြီးများရောဆရာတော်ကြီးကိုယ်တိုင်လည်းလိုက်ပါဦးနော်ဆရာတော်ကြီးကိုယ်တိုင်လိုက်မယ်ဥစဉ်တို့လိုက်မယ်ဟိုကြတော့ ရန်ကုန်မှာတဆင့်ဂိုတောင်လေးကိုပြန်သွင်းခုဂိုတောင်လေးပဲလှမ်းပြီးတော့ချိတ်ပြီးသွားပြီဂိုတောင်လေးကိုဒါတွေကိုသွင်းသွင်းပြီးတော့ဟိုဘက်ရောက်တော့ကားအသီးလေးနဲ့တဆင့်ပြန်ပြီးတော့ဖြာပုံတို့မော်ကျွန်းတို့ဘက်ကိုတဆင့်သွားပြီးတော့ဦးစင်းတို့တဆင့်တဆင့်ဖြန့်မှုအဲ့ဒီကမှတဆင့်ဟိုးအစွန်အထိရောက်အောင်ဦးစင်းတို့စက်လီများရောစီစဉ်ပြီးသားဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့ဒီလိုအခွင့်အရေးကြုံနေတဲ့အခိုက်အတန့်မှာတို့သူတော်စင်များကကုသိုလ်တွေမယူသင့်ဘူးလား ယူသင့်တယ်အဲ့ဒါကြောင့်မို့ဥစဉ်ကဒီလိုကျူးကျူးဆာဆာနဲ့ကျင့်ပါကြတဲ့ပုဂ္ဂိုလ်များ လူတန်းကြတဲ့ပုဂ္ဂိုလ်များ ပါဝင်ပြီးတော့ဆောင်ရွက်ပေးကြတဲ့ပုဂ္ဂိုလ်များကိုကျေးဇူးတင်တုံ့ပြန်တော်အပြင်ဘာတရားဟောပေးမလဲလို့ပြောရင်ရနေတုံးမှာယူလိုက်ပါတဲ့ဗါတယ်လေရနေတုံးမှာယူလိုက်ပါဆိုတဲ့ဒီတရားခေါင်းစည်းရဲ့အောက်မှာ ဘယ်နှချက်လောက်ရှင်းပြမလဲဆိုခုနှစ်ချက်လောက်ရှင်းပြဘယ်နှချက်လောက်လဲနံပါတ်1လူသာတဲ့နံပါတ်1ဗားတယ်လေနံပါတ်2ကလောကရံ7ပါးဗား7ပါးနံပါတ်3ကကြတော့ကတ်3ပါးတဲ့ဗား3ပါးနံပါတ်4ကကြုံမသိနိုင်သည့်အရာ5ပါးတဲ့ဗားတယ်လေ နံပါတ်5ကြည့်တော့အဆိုးမပေးသည့်အကောင်းများတဲ့ဗါတယ်လေအဆိုးမပေးသည့်အကောင်းများနံပါတ်6ကြည့်တော့ပရဟိတစိတ်တံတဲ့ဗါစိတ်တံနံပါတ်9ကြတော့ပရဟိတလုပ်ငန်းအောင်မြင်ဖို့စွမ်းရည်၄ရက်တဲ့ဗါ၄ရက်အေးအဲ့ဒီအကြောင်းအရာများကိုတို့သူတော်စင်များလုပ်ငန်းလည်းပဲလုပ်ခြင်းစိတ်ပေါ့ လုတ်တဲ့အခါမှာလည်းပဲအောင်းအောင်းမြင်းမြင်းဆောင်ရွက်တတ်အောင်ဦးဇင်းတို့သိသမျှတတ်သမျှကိုယ့်ရဲ့ဘဝကိုလည်းတန်ဝေကနဲ့နေပြီးတော့လမ်းလျှောက်တတ်အောင်ဆိုပြီးတော့ဒီတရားကိုဟောတယ်။အဲကြတော့နံပါတ်၁လူသားဆိုတာလေးကိုကြည်ကြည်လူသားဆိုတဲ့သကလုံးသည်မြန်မာသကလုံးသူ့ကိုမူရင်းပါဠိသကလုံးနဲ့ကြည်ရင်မနုဿလို့ပြောလို့ရ။ဒါလည်းလေ မနုဿကို translation လုပ်ပေးလိုက်လို့ရှိရင်လူလို့ဘာသာပြန်ရဘာလို့ဘာသာပြန်လဲလူလို့ဘာသာပြန်နေတလုံးစီကြကြနာနာအဓိပ္ပာယ်ပေါ်လိုက်မှလူဆိုတာပို့ပြီးတော့ထင်ရှားသွားလူဆိုတာမနုဿမနုဿကိုပုတ်ပြန်ပြီးတော့ခွဲလိုက်ရင်မနနဲ့ဥဿဘာနဲ့ပါလဲလေမနဆိုတာကသိဥဿကမြင့်နာမြတ်တာဥဿကဘာလို့တာလဲမြင့်နာမြတ်တာ အဲ့လိုဆိုတော့လူဆိုတာဒီဘလို့လူဟာမျိုးကို လူလို့ခေါ်တယ်လဲပြောရင်စိတ်ဓာတ်အဆင့်မြင့်မှ လူစိတ်ဓာတ်မြတ်မှ လူလို့ခေါ်ရတယ်တဲ့လူကိုဘလို့ကြောင့်မို့ခေါ်ရလဲစိတ်ဓာတ်အဆင့်စိတ်ဓာတ်အဆင့်မြင့်မှ လူလို့ခေါ်ရတယ်စိတ်ဓာတ်မြတ်မှလူလို့ခေါ်ရတယ်စိတ်ဓာတ်အဆင့်မြင့်ရမယ်စိတ်ဓာတ်ကလည်းမြတ်ရမယ်အဲ့ဒီပုံပုံမျိုးကိုဘာလို့ခေါ်ရ အဲကြတော့ဒီလိုအခွင့်အရေးတွေဒီလိုအန္တရာယ်တွေကြုံလာပြီဟဲ့လို့ဆိုရင် စိတ်တဲ့အဆင့် မြင့်သူနဲ့မမြင့်သူတည်ကွာသလားမကွာဘူးလားကွာသွားပြီပထမတော့တရက်ွက်တဲ့နေတာဖြစ်ခြင်းဖြစ်တရက်ွက်တဲ့နေနေကြတယ်တမျိုးနေတဲ့မှာ နေနေကြတယ်ချမ်းသာတယ်လို့လည်းပဲလူတွေကသတ်မှတ်ထားဒီလိုသတ်မှတ်ထားကြပေမဲ့တကယ်တမ်းသူဟာလူသားစင်စစ်ဖြစ်သလားမဖြစ်ဘူးလားလို့ဆိုရင် လောကသားတွေအန္တရာယ်ကြုံရင်ပို့ပြီးတော့သိတာတယ်ဟုတ်လားမသိတာဘူးလားလောကသားတွေအန္တရာယ်ကြုံလာတဲ့အခါကျတော့လူသားသစ်သစ်ဖြစ်တဲ့ပုဂ္ဂိုလ်စိတ်တဲ့အသိမြင့်တဲ့ပုဂ္ဂိုလ်တွေစိတ်တဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေမှာဘာရှိသလဲလို့ပြောရင်သာနာစိတ်ရှိဘာရှိလဲသာနာစိတ်ရှိတယ်သာနာစိတ်ရှိတဲ့ပုဂ္ဂိုလ်မှာပရဟိတလုပ်ငန်းလုပ်ဖြစ်တာပြည့်တယ်ဘာစိတ်တဲ့ရှိမှလဲသာနာစိတ်ရှိ အေးပရိဒတ်လုပ်ငန်းလုပ်ဖို့ဆိုရင်သာနာစိတ်မှမရှိဘူးဆိုရင် သူများနေဒုက္ခဘလောက်ပဲရောက်နေရောက်နေဟာဒီချိန်တော့လူသားဖြစ်တဲ့ပုဂ္ဂိုလ်တွေအောက်ပိုင်းတော့ဒုက္ခတွေရောက်နေပြီဒုဘကဇီလီတက်မှာပဲလို့စိတ်ကူးလို့လည်းမရဘူးလားရတာပဲဟုတ်လားနော်သူများနေတော့ဘိုင်းနာနေပြီဟေးဒုဘကဇီးတင်ပြီတွယ်မှာပဲလို့လို့မရဘူးလား ရတာပဲအဲ့ဒါကြောင့်မို့လောကလမ်းလျှောက်တဲ့အပိုင်းပဲသာနာစိတ်ကနေရာတိုင်းမှာရေးမကြည့်ဘူးလားရေးကြည့်တယ်သူတော်ဘာတွေဒုက္ခရောက်နေတဲ့အချိန်မှာကိုကတက်နိုင်သမျှပေးရကမ်းရလှူဒန်းလေရရင်ပြန်ပြီးတော့စဉ်းစားကြည့်ပေါ့ဩဒီလိုအခက်ခဲတွေကြုံတော့ကဒီလိုဘေးအန္တရာယ်တွေကြုံတော့ကတို့တော့ဘလောက်လှူလေရတာပဲဆိုရင်ဒီအန္တရာယ်တွေငြိမ့်သွားဆဲသွားသည့်အထိ ဒါမှမဟုတ်ရင်ဒီရဲ့နောက်ပိုင်းအထိပဲကိုလှုပ်ထားတဲ့ကုသိုလ်ကပျောက်ရဲ့လားပြန်ပြီးတော့စဉ်းစားလိုက်တိုင်းစဉ်းစားလိုက်တိုင်းဝမ်းသာစရာမကောင်းဘူးလားကောင်းတယ်တို့ဒီလိုဖြစ်တုန်းကကိုဝစ်နေတဲ့အဝတ်သေးကတောင်ဘယ်နှထဲလူလိုက်တာတို့စီးနေတဲ့ဖနှထဲကဘယ်နှရန်လူလိုက်တာတို့မိသားစုကဘလောက်သွားပြီးတော့လူလိုက်တာဆိုပြီးတော့ဟုတ်လားသမိုင်းတစ်လျှောက်လုံးသမိုင်းတင်းမသွားဘူးလား သမိုင်းတင်တယ်သမိုင်းတွင်တယ်မတွင်ဘူးလားအေးအဲ့ဒါမျိုး ဖြစ်ဖို့ရာကြတော့သာနာသိရှိမှပြိတ္တိဘာသိရှိမှအေးသာနာသိရှိမှအဲ့ဒီပုဂ္ဂိုလ်ဒီစိတ်တကအသိမြင့်နေတဲ့အဲ့ဒါကြောင့်လောကထဲမှာနေနေကြတဲ့ပုဂ္ဂိုလ်များ သူရောကိုယ်ရောနေနေပေမဲ့လူသားစင်စစ် ဖြစ်ဖို့ကြလွယ်ရလားမလွယ်ဘူးစိတ်တအသိမြင့်မှ ိတ်ဓာတ်တွေကမြက်နေမှဘာလို့ခေါ်ရလဲလူသားလူလို့ခေါ်ရတာအဲ့လို့ဆိုတော့လူသားဖြစ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေဒီလောကထဲမှာနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လောကဒဏ်နေနဲ့လွတ်နိုင်ရလားမလွတ်နိုင်ဘူးဘုံကြီးလဲလောကရာမလွတ်နိုင်ဘူးလူသားဖြစ်တဲ့ပုဂ္ဂိုလ်ရိုးရိုးသားမအယက်သားလည်းပဲလွတ်နိုင်ရလားမလွတ်နိုင်ဘူးဆရာလေးဝင့်နေတဲ့ပုဂ္ဂိုလ်များလည်းလွတ်နိုင်ရလား မလွတ်နိုင်ဘူးဖိုးသူတော်ဝတ်တဲ့ပုဂ္ဂိုလ်များလည်းလွတ်နိုင်ရလားအေးမလွတ်နိုင်ဘူးအဲကြတော့အာလုံးသောပုဂ္ဂိုလ်များမှာဘေးအန္တရာယ်မရှိကြဘူးလားရှိကြတယ်ဘေးအန္တရာယ်ဆိုလို့နော်ဦးဇင်းတို့ကြော်ညာရိုက်တဲ့အခါကျတော့ဦးဇင်းတို့ကအောက်ကမှတ်ချက်ဆိုပြီးတော့ဘာရေးလိုက်လဲလို့ပြောရင်လေဘေးတန်တင့်ကြတယ်ဆရာတော်တန်ဃာတော်များနဲ့လူများလူတကာရကမများအား ေးဝေနိုင်ဖို့ရာအတွက်ခို့မှရှိနေတဲ့ပစ္စည်းပစ္စယများလူတန်း